ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးရောင်မင်းစုစည်းတင်ဆက်ထားပါတယ်။အဓိကအပြင်ဟလာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတယ်။အဓိကကဘာလဲဆိုတော့တက်မတော်နဲ့ပတ်သက်ရင်နော်တက်မတော်နဲ့ပတ်သက်ရင်အာနာရှင်တို့ဟလာဟိုဘယ်လိုခေါ်မလဲအပေါ်စံမျိုးမျိုးပေါ့ဗျာပြောကြတယ်ပြောကြတယ်။အာနာရှင်ဆိုတာကခင်ဗျားတို့သိတဲ့အတိုင်းပဲအဓိကပဲအာနာရှင်ဆိုတာကအဲအာနာတစ်ခုကိုချုပ်ကန်ပြီးတော့လူလဲမလဲဘူးဟလာအယူဝါဒလည်းမပြောင်းတယောက်တည်း အုတ်ချုပ်တော်အာနာရှင်လို့ခေါ်တယ်ဒါကတော့ကမ္ဘာမှာ dictionary လှန်ကြည့်လိုက်ရင်သိပါတယ်နော် dictatorship ဆိုတာဘာလဲဆိုတာသိပါထားလိုက်တော့အဲ့တော့ကျွန်တော်ပြောချင်တာအဓိကဘာလဲဆိုတော့လက်ရှိတက်မရော်မှာကနော်တက်မရော်မှာမျိုးဆက်တွေကသူခင့်တဲ့သူအချင်းပြောင်းနေလောက်ကြတယ်နော်အချင်းပြောင်းနေလောက်ကြတယ်ဒါကမြန်မာနိုင်ငံမှာရှိတဲ့တက်မရော်ကမျိုးဆက်တွေဟာအချင်းပြောင်းလောက်တိုင်းညီညင်သာသာပဲအချင်းပြောင်းလောက်ကြတယ်ဒါအားလုံးသိတဲ့အတိုင်းပဲတက်မရော်မျိုးဆက်အချင်းပြောင်းမှာညင်သာလို့လေကျွန်တော်တို့မြန်မာနိုင်ငံဟာပြောရရင်စိုးကျိုးတွေ မဖြစ်တာလို့ကျွန်တော်ဒီလိုပြောချင်တယ်ဟုတ်လားတက်မတော်မျိုးဆက်အပြောင်းလဲမှာညီညီသာသာမဖြစ်ခဲ့ရင်ကျွန်တော်တို့ရှိမှာကဆိုးကျိုးတွေပြည်သူလူထုတွေခံစားရနိုင်တယ်ဒါလည်းအလုံးသိပါနော်အဲ့တော့တက်မတော်ရဲ့မျိုးဆက်အပြောင်းလဲတွေကိုဒါတက်မတော်မှာရှိတယ်ဟုတ်လားတက်မတော်ကိုတောင်းရင်ကြားတဲ့ခေါင်းဆောင်တွေဟာတော်တော်များများဟာဗောနော်ခေါင်းဆောင်တွေဟာဗောသူတို့ဘယ်လိုခေါ်မလဲတကယ်ကိုချင်း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 စင်စင်စားစားနဲ့လုတ်ခဲကြတာတွေရှိတယ်အဲ့လိုပဲသူတို့ တင်လိုက်တဲ့ခေါင်းဆောင်တွေဟာလေသူတို့တွေဟလာစဉ်းစားမျှော်မြင်ခဲ့သလိုပဲတိုင်းပြည်အတွက်တကယ်အားကိုးအားထားပြုရတဲ့ခေါင်းဆောင်တွေတက်မတော်အတွက် တကယ်ကိုအားကိုးရတဲ့ခေါင်းဆောင်တွေဖြစ်ခဲ့တယ်အဲ့လိုပဲမြန်မာနိုင်ငံအတွက်လည်းယုံကြည်စိတ်ချရတဲ့တက်မတော်ခေါင်းဆောင်တွေဖြစ်ခဲ့တယ်ဟလာဒီကနေ့ထားပါတော့ဗိုလ်ချုပ်မူကြီးတို့ဟလာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မျိုးဆက်ဆိုလို့ရှိရင်ဒီလိုပဲတိုင်းပြည်မှာတကယ်အရေးကြုံလာရင်ပြည်သူဘက်ကမမမမရက်တည်ပြီးတော့တကယ်ဟုတ်လားဟိုတိုင်းပြည်ကိုဥဆောင်ခဲ့တဲ့ခေါင်းဆောင်တွေပေါ့ဗျာဒါပြောရလို့ရှိရင်ဒါက ဟိုခမားတို့ကြိုက်သည်ရှိသည်မကြိုက်သည်ရှိသည်เนาะတပိုင်းနေပြန်ကြည့်သူဘလို့လုတ်ခဲ့တယ်ဟလာတိုင်းပြည်နဲ့ပတ်သက်ပြီးတော့ပြည်သူဘက်ကနေဘလို့မမမမရက်တည်ခဲ့တယ်ဟလာတကယ်တိုင်းပြည်မီဟုံဟုံတောက်လောင် နိုင်နိုင်တဲ့အခြေအနေတည့်ရကိုသူပြောရရင်နိုင်အောင်အုပ်နိုင်ခဲ့တယ်ဒီလိုကျွန်တော်တို့ကပြောမယ်ဒါကကျွန်တော်တို့ရှူတော့မှာပြောတာခမားတို့ဓာရင်နဲ့ပတ်သက်ပြီးတော့မြည်သူမဆိုးကိုရှူတော့ကိုမြင်လို့ရတယ်ကျွန်တော်တို့ကဒီအတွက်တော့ ကျွန်တော်တို့ဘာမှအာဂျူလုံးနေမှာဘာမှအာဂျူလုံးနေမှာမဟုတ်ဘူးเนาะဘာမှငင်းခုံနေမှာမဟုတ်ဘူးဒါကကျွန်တော်တို့ကဘာလဲဆိုတော့ဒီအရာတွေကိုကကျွန်တော်တို့ကအချက်အလက်နဲ့တစ်ချက်ချင်းစီနဲ့ထောက်ပြလို့ရတယ်เนาะကျွန်တော်နောက်တစ်ခုကကျွန်တော်ပြောချင်တာကကျွန်တော်အခုဆိုလို့ရှိရင် TikTok မှာအဲကျွန်တော် TikTok live တွေကျွန်တော်တက်ပါတယ်ကျွန်တော်နဲ့စကားပြောချင်ရင်ကျွန်တော်တို့ဟလာမြန်မာ hat.tiktok live ကိုတက်လို့ရတယ်နော်အဲ့ဒီမှာကျွန်တော်နဲ့ခင်ဗျားတို့ကြိုက်တဲ့ကိစ္စဆွေးနွေးလို့ရတယ်เนาะကျွန်တော်ဆွေးနွေးပါတယ်တက်ပြီးတော့ဒါပေမဲ့ ကြောင်းတဲ့တယောက်အလဟတ်ငင်းခုံနေရတော့မကောင်းဘူးဗျာအဲ့လိုပဲဟိုအဖြေတခုခုထုတ်နေတာကြီးကြတော့လဲမကောင်းမြန်အောင်အဲ့တော့ကျွန်တော်တို့ကဆွေးနွေးတဲ့ဟာလေးတွေပေါ့နော် TikTok မှာကျွန်တော်အခုလုပ်နေပါတယ်အဲ့ဒါကဆွေးနွေးတာသာဖြစ်တယ်ငင်းခုံကြတာမဟုတ်ဘူးအဖြေထုတ်ကြတာမဟုတ်ဘူးဆိုတာသိတယ်ချင်းထားပါတော့အဲ့တော့ညီမတက်မတော်ရဲ့ခေါင်းဆောင်တွေဟာเนาะအစဉ်ဆက်ခေါင်းဆောင်ကြီးတွေကမျိုးဆက်တွေကိုညီညီသာသာချိန်မိခဲ့ကြတယ်အခုလည်းဒီကနေ့သတင်းတပုတ်ဖတ်လိုက်ရတယ်အဲ့သတင်းတပုတ်ဖတ်လိုက်ရတာအဓိကအဖြစ်တော့ဒီသတင်းရေးထားတဲ့သတင်းဌာနက ပြောလို့ရှိရင်အဲဒါအနောက်အုပ်စုကထောက်ပံ့ထားတဲ့တည်ထောင်တာဖြစ်တယ်သူရေးထားတာကတချို့ကိစ္စတွေမှာတချို့သတင်းအသုံးအနှုန်းတွေမှာသူတို့ရဲ့အာဘော်တွေပါနေတယ်ဒါပေမဲ့သတင်းမှာပါတဲ့အတိုင်းကျွန်တော်ဖတ်ပြမယ်ပြီးရင်ကျွန်တော်နည်းနည်းပဲသုံးသပ်မယ်ဘာကြောင့်လဲဆိုတော့ဒီတက်နဲ့ပတ်သက်တဲ့အပြောင်းလဲတွေဘာတွေကကျွန်တော်တို့ကဟိုပြောလို့ရှိရင်နားလဲတဲ့လူတွေသုံးသက်တာပိုကောင်းတယ်ကျွန်တော်တို့ကနားမလဲဘူးလားဆိုတော့မဟုတ်ဘူးနားလဲတယ်သို့ပေမဲ့တကယ်ထဲထဲဝင်ရင်တော့အဲ့လောက်ကြီးနားမလဲဘူးเนาะဒါကြောင့်မို့ကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင်တော့သုံးသက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်။သူရေးလာတာဘာလဲဆိုတော့ရွေးကောက်ပွဲဝင်မှုအနာပေးလိုက်ရတဲ့စစ်ဗိုလ်ချုပ်တွေနေရာမှာအစားထိုးခန့်မှုတွေလုပ်လိုက်တဲ့အတွက်ထိတ်တန်းစစ်ဘက်ထိတ်တန်းစစ်ဘက်ယာရုအပြောင်းလဲတွေဖြစ်ပေါ်ခဲ့တယ်လို့စုံစမ်းသိရှိရတယ်တဲ့။ဒီအပြောင်းလဲမှာဗိုလ်ချုပ်မှုကြီးရဲ့စစ်ဘက်လက်ထောက်ဗိုလ်ချုပ်မိုးမြင့်ဆွေလည်းဒုတိယဗိုလ်ချုပ်ကြီးဖြစ်သွားပါတယ်တဲ့။ဒါအပြင်နေပြည်တော်နဲ့ရန်ကုန်လုံခြုံရေးကိုအဓိကကင်တွယ်ရတဲ့စစ်စည်ရေးအထူးအဖွဲ့မှုနေရာတွေပါအပြောင်းလဲဖြစ်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကရန်ကုန်တိုင်းကိုကန်ရမယ်ကစားထားမှုဖြစ်လာပါတယ်။အရာရှိချုပ်အပြောင်းအလဲတွေလည်းဖြစ်ပေါ်ခဲ့ပြီးတိုင်းမှုတချို့လည်းဒုတိယဗိုလ်ချုပ်ကြီးတွေဖြစ်လာပါတယ်တဲ့။ဗိုလ်ချုပ်မိုးမြင့်ထွန်းဗိုလ်ချုပ်မိုးမြင့်ဆွေနေရာကိုစစ်ရုံးကဗိုလ်မှူးချုပ်တင့်စော်ခိုင်ရောက်လာပြီးစစ်ဘက်လက်ထောက်အသစ်ဖြစ်လာပါတယ်တဲ့။စစ်ဘက်လက်ထောက်ဆိုတာတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေရဲ့အထူးယုံကြည်စိတ်ချရသူတွေဖြစ်ပါတယ်တဲ့။ဗိုလ်ချုပ်ကြီးနေဝင်သမရလှုပ်စင်က သူ့ရဲ့လူယုံဗိုလ်ချုပ်တင်ဦးကိုတမနာရဲ့စစ်ဘက်လက်ထောက်ဆိုပြီးစတင်ဖန်တီးခဲ့တဲ့ຢာရုဖြစ်ပါတယ်တဲ့နောက်ထပ်လစ်လက်နေတဲ့အရာရှိချုပ်နေရာတွေကိုလည်းခန့်အပ်လိုက်ပြီးအဲ့ဒီထဲမှာစစ်ຢာရုကန်ချုပ်တက်မတော်စစ်စေးရေးအရာအရာရှိချုပ်နဲ့တက်မတော်လေးကျင့်ရေးအရာရှိချုပ်ຢာရုတွေပါဝင်ပါတယ်တဲ့တက်မတော်လေးကျင့်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းကစစ်ຢာရုကန်ချုပ်ဖြစ်လာတယ်မန္တလေးအခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ကျော်ကိုထိုက်က တက်မတော်လေးကျင့်ရေးအရာကြီးချုပ်ဖြစ်လာပါတယ်တဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းခိုလန်အခြေစိုက်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုလ်ချုပ်မျိုးမင်းထွန်းကတက်မတော်စစ်ဆေးရေးအရာကြီးချုပ်ဖြစ်လာပါတယ်သူကတက်မတော်စစ်ဆေးရေးနှစ်စည်ရင်းစစ်ချုပ်ယာရုကိုပါကန်ရမှာဖြစ်ပါတယ်တဲ့အမတ်တစ်စစ်စင်ရေးအထူးအဖွဲ့မူဒုတိယဘိုလ်ချုပ်ကြီးကိုကိုဦးကရန်ကုန်ကိုကင်တွေရတဲ့အမှတ်9စစ်စင်ရေးအထူးအဖွဲ့မူဖြစ်လာပါတယ်နေပြည်တော်ကိုကင်တွေရတဲ့အမှတ်6စစ်စင်ရေးအထူးအဖွဲ့မူ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကအမှတ်၁စစ်စင်ရေးအထူးအဖွဲ့မှူးနေရာကိုပြောင်းရွှေ့ခံရပါတယ်တဲ့အမှတ်၁စစ်စင်ရေးအထူးအဖွဲ့မှူးဟာကချင်းစကိုင်းနဲ့မန္တလေးတိုင်းတွေကိုကန်ရတဲ့အရေးကြီးနေရာဖြစ်ပါတယ်အမှတ်၅စစ်စင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးဇော်လင်းလက်ကရှမ်းပြည်ကိုကန်ရတဲ့အမှတ်၁စစ်စင်ရေးအထူးအဖွဲ့မှူးဖြစ်လာပါတယ်လက်ရှိအမှတ်၁စစ်စင်ရေးအထူးအဖွဲ့မှူးဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကတော့အရန်အင်အားကိုအပုတ်ခံရပါတယ်တဲ့ ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့ကိုကင်တွယ်ရတဲ့အမှတ်လေးစစ်စင်ရေးအထူးအဖွဲ့မှနေရာကတော့အပြောင်းလဲမရှိဘဲဒုတိယဗိုလ်ချုပ်ကြီးညိုဝင်းစေကပဲဆက်လက်ယူထားတာဖြစ်ပါတယ်ရွေးကောက်ပွဲဝင်ဖို့အတွက်ထိတ်တန်းစစ်ဗိုလ်ချုပ်တချို့ကိုစက်တင်ဘာလထဲမှာအနားပေးလိုက်ပြီးအဲ့ဒီထဲမှာအရာရှိချုပ်တွေနဲ့ကစားတာမှုတွေပေါဝင်ခဲ့တာဖြစ်ပါတယ်စီနီယာစစ်ဗိုလ်ချုပ်တွေအနားပေးခံရပြီးမျိုးဆက်တစ်ဗိုလ်ချုပ်တချို့တက်လာတာတွေ့ရပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့လူယုံ ဗိုလ်ချုပ်မိုးမြင့်ဆွေကဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိတက်လာခဲ့တာပါတဲ့သူကစက်တင်ဘာလဇန်းတုန်းကဗိုလ်ချုပ်မူကြီးရဲ့တရုတ်ခီးစဉ်မှာတရုတ်သမ္မတစီကျင်းဖင်နဲ့တွေ့ဆုံဆွေးနွေးတဲ့မြမထိတ်တန်းကိုစလေအဖွဲ့ဆင်းမှလည်းပါခဲ့သူဖြစ်ပါတယ်တဲ့ဒါအပြင်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုရန်ကုန်တိုင်းကိုတာဝန်ပေးလိုက်တာကလည်းရန်ကုန်ကရွေးကောက်ပွဲလုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ကင်တွယ်ခြင်းလို့ဖြစ်တယ်လို့ယူဆကြပါတယ်တဲ့တိုင်းမှုနှစ်ဦးကဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့ဖြစ်လာတဲ့အတွက်လစ်လက်နေရာတွေကို ုံမူးချုပ်နှစ်ယောက်တက်လာပါတယ်မကွေးအခြေဆိုင်အမှတ်88ခြေမြန်တက်မဌာနချုပ်တက်မမူဘုံမူးချုပ်ကျော်နိုင်ဦးကအရှိလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာပါတယ်ဗမော်အခြေဆိုင်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ဘုံမူးချုပ်တင်မင်းလက်ကလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာပါတယ်ဒါပေမဲ့အရေးကြီးရာထူးနှစ်ခုဖြစ်တဲ့စစ်ရေးချုပ်နဲ့နေပြည်တော်ကိုကင်တွေရတဲ့အမှတ်6စစ်စင်ရေးအထူးအဖွဲ့မှုနေရာတွေကတော့လစ်လက်နေစေဖြစ်ပါတယ်ဆိုပြီးဒီသတင်းမှာဒီလိုရေးထားတယ်အဲ့တော့ ဒီသတင်းထဲမှာ သူကရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပြီးဖြစ်တဲ့အတွက် ကျွန်တော်ကဒီသတင်းနဲ့ပတ်သက်ပြီးတော့အထူးတလည်သုံးသပ်နေမှာမဟုတ်ဘူးเนาะအဓိကကတော့ဘာလဲဆိုတော့ကျွန်တော်တို့တက်မတော်မှာဒါမျိုးဆက်အချင်းပြောင်းပေါ့เนาะဒီမျိုးဆက်အချင်းပြောင်းကဒါဟိုတဖြည်းဖြည်းနဲ့ဆက်လက်လှုပ်ဆောင်သွားမယ်လို့ကျွန်တော်ကဒီလိုမျိုးသုံးသပ်တယ်ဒီလိုသုံးသပ်တယ်ဘာကြောင့်လဲဆိုတော့ဒါကဒီသတင်းမှာကသူကရေးထားတာကတော့ဟလာထားပါတော့ရွေးကောက်ပွဲဝင်မဲ့နေရာမှာလိလက်သွားတဲ့နေရာတွေမှာ ဒီဟလာတခြားဗိုလ်ချုပ်တွေကိုထည့်တယ်ဘာညာဆိုသူကတော့သူတို့ဘက်ကိုလူတို့ဆွဲရေးထားပေမဲ့ကျွန်တော်တို့ကသုံးသက်တာကတော့ဒါတဖြည်းဖြည်းနဲ့တက်မလို့ရဲ့ဟိုမျိုးဆက်တစ်တွေကိုတဖြည်းဖြည်းတိုးတိလောင်းလာတယ်လို့ကျွန်တော်တို့ကဒီလိုသုံးသက်တယ်เนาะကျွန်တော်ကဒီလိုသုံးသက်တယ်ဒါကပြောရရင်ကျွန်တော်တို့ဟိုတိုင်းပြည်အတွက်ဒါတက်မလို့ရဲ့မျိုးဆက်တစ်ခေါင်းဆောင်တွေဆိုတော့လေကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေပဲဒါပြောရလို့ရှင်ဘာကြောင့်လဲဆိုတော့ဒီလိုပြောလိုက်လို့ဟာတက်မလို့ကိုဟိုနိုင်ငံကိုတက်မလို့အကြီးပဲဆက်အုပ်ချုပ်မှလာဆိုကျွန်တော်ကဒါမျိုးကိုကျွန်တော်ဆိုလိုတာမဟုတ်ဘူး ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာဟလာပြောရလို့ရှိရင်နိုင်ငံရေးမျိုးဆက်ကပြတ်နေတယ်။နိုင်ငံရေးမျိုးဆက်ပြတ်တယ်ဆိုတာကဒီပါတီမျိုးဆက်တွေပါဒါမျိုးပြောတာမဟုတ်ဘူး။နိုင်ငံရေးကိုထထဲဝန်းသိတဲ့လူတွေလူငယ်တွေဥမာပြတိုင်းပြည်ရဲ့စီးပွားရေးပညာရေးကျန်းမာရေးနိုင်ငံကဆက်ဆံရေးဟလာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်ရေးဓာရီကိုကျွမ်းကျင်တဲ့အဲဘလို့ခေါ်မလဲမျိုးဆက်တွေကပြည်သူလူထုဘက်မှာမွေးမြူရတာအတော်မလွယ်သေးတဲ့ခေတ်တစ်ခေတ်မှာရှိနေတယ် နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဘက်မှာတက်မတော်ခေါင်းဆောင်တွေအနေနဲ့ကတက်မတော်ပုံစံနဲ့ခုနကကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေစီးပွားရေးပညာရှင်တွေအဲကျွန်တော်တို့နိုင်ငံတကာဆက်ဆံရေးပညာရှင်တွေတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးပညာရှင်တွေဒါမျိုးပေါ့ဗျာဒါတွေကိုတက်မတော်ပုံစံနဲ့မွေးထုတ်တာနော်ဒါကကျွန်တော်ပြကြည့်တယ်မြင်တယ်ကျွန်တော်ပြောချင်တာကြည့်တယ်မြင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာဟာလာကျွန်တော်တို့တိုင်းပြည်ထားပါတော့နိုင်ငံရေးမျိုးဆက်တွေမရှိဘူးလွှတ်တော်တွေမရှိဘူ ဟုတ်လားဒီဘက်မှာနိုင်ငံရေးနဲ့ပတ်သက်တဲ့တကယ် institutionalize ဖြစ်တဲ့ပါတီကြီးတွေမရှိတဲ့အတွက်ဘာဖြစ်လဲဆိုတော့တိုင်းပြည်မှာခုနကျွန်တော်ပြောတဲ့ဟုတ်လားတိုင်းပြည်ရဲ့အုပ်ချုပ်ရေးတွေတရားစီရင်ရေးတွေဥပဒေပြုရေးတွေနောက်အဲ့လိုပဲတစ်ဖက်မှာရှိတဲ့နိုင်ငံတကာဆက်ဆံရေးတွေတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရေးတွေအဲ့ဒီဘက်မှာပညာရှင်တွေကထွက်မလာဘူးထွက်မလာတဲ့အတွက်ဒီဘက်မှာဘာဖြစ်လဲဆိုတော့တက်မတော်ခေါင်းဆောင်တွေကသူအမျော်အမြင်ရှိရှိနဲ့ဒီဟာတွေကိုတက်မတော်ပုံစံနဲ့မွေးထုတ်တာ ကျွန်တော်ပြောချင်တာနော်တက်မလို့ပုံစံနဲ့မျိုးတွေ့တာတဖြည်းဖြည်းဒီဘက်မှာအခုကျွန်တော်တို့ထားပါတော့ဒီမိုကရေစီစနစ်အရာကျွန်တော်တို့တိုင်းပြည်မှာဟလာရွေးကောက်ပွဲတွေကပုံမှန်တိုင်းဖြစ်လာမယ်အဲ့လိုပဲနိုင်ငံရေးပါတီတွေကလည်းတကယ်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့တိုင်းပြည်အပေါ်မှာဟလာတကယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်နိုင်ငံရေးပါတီတွေဖြစ်လာမယ်အဲ့နိုင်ငံရေးပါတီတွေကပါလာတဲ့သူတွေကလည်းတိုင်းပြည်အုပ်ချုပ်တဲ့အတွေ့အကြုံတွေရှိလာမယ်တိုင်းပြည်ရဲ့တရားစီရင်ရေးအတွေ့အကြုံတွေရှိလာမယ်အုပ်ချုပ်ရေးအတွေ့အကြုံတွေရှိလာမယ်ဆိုရင်တဖြည်းဖြည်းနဲ့တက်မလို့က ခုနပြောတဲ့ပညာရှင်တွေကဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ကဏ္ဍကိုတဖြည်းဖြည်းနဲ့သူတို့ကရှော့ချသွားမယ်လို့ကျွန်တော်ဒီလိုဒီလိုသုံးသပ်တယ်เนาะဒါကလည်းပြောရရင်နောက်ထပ်တနည်းနည်း3 4 5နည်းနဲ့တော့ဖြစ်လာမှာမဟုတ်ဘူးတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကတက်မလို့မျိုးဆက်တွေရနေပြီးတော့တဖြည်းဖြည်းဒီဘက်ကရသားမျိုးဆက်တွေရှိကိုသူတို့ရဲ့နိုင်ငံရေးပညာတွေအုပ်ချုပ်ရေးပညာတွေနိုင်ငံတကာဆက်ဆံရေးပညာတွေကိုလက်ဆင့်ကမ်းရင်းနဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးမျိုးဆက်ကိုဒီလိုပဲထူထောင်အောင်ပါကျွန်တော်ပြောရင်เนาะဒီလိုပဲထူထောင်အောင်ပါဒါကြောင့်မလို့ကျွန်တော်တို့ကဒီတက်မလို့ရဲ့ဟုတ်လား နောက် generation next generation တွေဆိုတာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ next generation တွေဖြစ်တယ်ကျွန်တော်ကဒါကိုပြောချင်တာဒါကိုပြောချင်ဒါကြောင့်မလို့ဒါတွေကကျွန်တော်တို့အနေနဲ့နိုင်ငံသားတွေအနေနဲ့စိတ်ဝင်စားသင့်ဘူးလားစိတ်ဝင်စားသင့်တယ်အဲ့လိုစိတ်ဝင်စားသင့်တယ်လို့ပဲနိုင်ငံတော်မှာရှိတယ်ဟာလားလက်ရှိတာဝန်ယူထားတဲ့အကြီးအကဲတွေအရင်ကတာဝန်ယူခဲ့တဲ့အကြီးအကဲတွေကလည်းသူတို့ခန့်အပ်လိုက်တဲ့သူတို့သွေးသစ်လောင်းလိုက်တဲ့အရာရှိတွေခေါင်းဆောင်တွေဟာတိုင်းပြည်အတွက်အမှန်တကယ် အတုံးဝင်မဲ့လူတွေဖြစ်တယ်ဆိုတော့တော့သူတို့ရဲ့လေလာချက်တွေစမ်းသိချက်တွေအလုံးအတူတူတွဲလုံးချက်တွေ ਨੇ သူတို့ကဓာရီကိုတင်လိုက်တာဖြစ်တယ်เนาะတင်လိုက်တာဖြစ်တယ်ဒီနေ့ဒီအချိန်ထိတော့ပြောရလို့ရှိရင်ဟလာထားပါတော့အဲဦးနေလက်ရှိဟလာထားပါတော့ဘုံကြုံကြီးတန်းရွှေပြီးအခုဆိုရင်ဟလာဘုံကြုံကြီးမေးအောင်လိုက်ပါเนาะသူတို့အနေနဲ့လက်ဆင့်ကမ်းနေရာတွေကတော့ဒီနေ့ဒီချိန်ထိတော့ဟိုလူမှားတွေမရှိသေးဘူးလူမှန်တွေကြီးပဲလို့ကျွန်တော်ပြောချင်တယ်เนาะကျွန်တော်အများပြောရတယ် ဗဂျုံမွန်ကြီးမင်းအွန်လိုင်းကိုကြိုက်တဲ့တစ်ချက်ကပါလဲဆိုတော့သူ့ဘေးမှာရှိတဲ့သူတွေဟာတစ်ကရိုးကုန်ရှိတဲ့လူတွေကိုသူခန့်တာများတယ်ခင်ဗျားတို့အဝေးကြီးမကြည့်နဲ့အဝေးကြီးမကြည့်နဲ့ဗဂျုံစုံမင်းတို့ကိုပဲကြည့်ဒါသူ့သူ့ကိုကြွားပြီးပြောရလဲမဟုတ်ဘူးသူ့ကိုမြှောက်ပြီးပြောရလဲမဟုတ်ဘူးเนาะဗဂျုံစုံမင်းတို့ဆိုလို့ရှိရင်သူ့အနေနဲ့အဟိုဘယ်လိုခေါ်မလဲဟိုခင်ဗျားတို့ဟိုသူ့ကိုဟလာသူ့ရဲ့ structure ဘာညာကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့သူ့ရှင်မှာရိုးကုန်ရှိတယ်ရိုးကုန်ရှိတယ်ဟလား ောက်ပြီးတော့ဟလာကျွန်တော်တို့အခုစာကားချုပ်ဖြစ်တဲ့ဟလာဘိုးချုပ်ကြီးဆိုလို့ရှိရင်လဲသူ့သားကိုစစ်မှုထမ်းနဲ့ထည့်တယ်အဲ့တော့ तू ကဘာလဲဆိုတော့ဘိုးချုပ်ကြီးမင်းအောင်လိုင်းက तू ဘေးမှာခေါ်ထားတဲ့သူတွေဒါတွေကပြောရရင် next generation တွေဖြစ်လာနိုင်တာပဲเนาะကျွန်တော်ပြောချင်တာဟလာ तू ဘေးမှာခေါ်ထားတဲ့သူတွေကိုအဓိကအားဖြင့်ရိုးကုန်ရှိတဲ့လူတွေ तू ကခေါ်ထားတယ်เนาะဒါဒါဒါသူ့ရဲ့အပြုတ်ရဲ့ဘယ်လိုခေါ်မလဲစွိုင်းအင်ပေါ်ဗျာပြောရရင်ဟလာရိုးကုန်ရှိတယ်ဆိုတာထားပါဗျာ အာဒီမင်းတို့ရုပ်လှတာတွေရုပ်ချောတာတွေငါဒါတွေမသိဘူးအဓိကကတိုင်းမျိုးကိုတစ္ဆာရှိရမယ်တက်မလို့ကိုတစ္ဆာရှိရမယ်ကိုယ့်အလုပ်ကိုကိုတကယ်ဒီဇိုင်းမမတ်လုပ်ရမယ်အဒါမျိုးပေါ့နော်ဥပမာပြန်လာကျွန်တော်ဘိုလ်ကြီးအောင်လင်းတွေးတို့ပါလို့ဆိုရင်လဲကျွန်တော်တို့သူတို့အနီးကမြင်မှုပါတယ်ကိုယ်လေးတစ်မျိုးမျိုးနဲ့ကိုယ်လေးတစ်မျိုးမျိုးနဲ့တကယ်ကို ပြောရရင်ဗျာအရက်သားဝင်တန်းပုံစံကိုအေးအေးလူလူနေတတ်တဲ့မျက်နာတွေဒါဒါကျွန်တော်ပွင့်လင်းပြောတာနော် နော်အေးလူလူမြင်နေတတ်တဲ့မျက်နှာတွေဒါဗိုလ်ချုပ်ကြီးအောင်လင်းတွေပါကြာနောက်ပြီးတော့ဒူးချုပ်ကြီးဆိုလို့ရှိရင်လည်းကျွန်တော်တွေ့တယ်တွေ့သူလိုဆိုလို့ရှိရင်လည်းလူတွေကိုသူကြည့်ရင်ပြုံပြုံလေးအဲ့လိုလေးပေါ့ဗျာသူတို့သူတို့ရဲ့မျက်နှာတွေမှာအဲသူတို့ရဲ့စိတ်နေစိတ်ဓာတ်တွေပေါ်တယ်သူတို့စိတ်နေတဲ့စိတ်ဓာတ်တွေပေါ်တယ်ဟိုဗိုလ်ချုပ်စုံမင်းတို့ဆိုရင်တော့ဒါကျွန်တော်တို့ကကိုယ်တိုင်လည်းစကားပြောဘူးတယ်အဲကိုယ်တိုင်လည်းအဲလုပ်ကိစ္စတွေပါတယ်တချို့ကိစ္စတွေဒါပြောရရင်တော့ကျွန်တော်တို့ကဟိုလူမြင်ကွင်းမှာပါတိုင်မင်နိုင်ပြောတာလေလုပ်ဘူးတယ်ဆိုတော့ဗိုလ်ချုပ်စုံမင်းတို့ဆိုလေတကယ်ရိုးကုန်ရှိတဲ့လူဒါကျွန်တော်သူတို့ကိုဖားเสียအကြောင်းမရှိဘူး ဖားတဲ့ကြောင့်ဖားလို့လဲကျွန်တော်ကိုခေါ်ပြီးတော့ဟလာဟိုမမိုးပေးတာမဟုတ်ဘူးဒါတာပွင့်လေပြောပြတာအဲ့တော့ဝချုံမူကြီးကသူ့ရဲ့ဘေးမှာရိုးကုန်ရှိတဲ့သူတွေကိုအဓိကထားတယ်အဲ့တော့အခုလက်ရှိတက်မတော်ရဲ့ generation အပြောင်းအလဲမှာလဲဟလာတိုင်းပြည်ပေါ်တကယ်တစ္ဆာရှိမဲ့သူတွေဟလာတိုင်းပြည်ပေါ်မှာတကယ်အလုံးလုံးမဲ့သူတွေဒီသူတွေကို သူအဓိက next generation ချပေးခဲ့လိမ့်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ် เนาะကျွန်တော်ဒီလိုသုံးသက်တယ်ဒါကြောင့်မလို့ကျွန်တော်ကဒီသတင်းလေးကိုထည့်ပြီးသုံးသက်တာဖြစ်တယ်လို့เนาะကျွန်တော်ဒီလိုပြောခြင်းတယ်ဒီလိုပြောခြင်းတယ်အဲ့တော့နောက်တစ်ခုကကြတော့ဗျဘယ်လိုခေါ်မလဲကြီးကျွန်တော်တို့ဥပဒေနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ကအဲ့ဒါကိုတော်တော်များများကျွန်တော်တိုက်တွန်းခဲ့တယ်အဓိကကဘာလဲဆိုတော့ဗျာထားပါတော့ဟလာကျွန်တော်တို့အခုလက်ရှိအနေထားမှာအကြမ်းဖက်မှုတွေပေါ်လာတယ်ကြမ်းမှုတွေပေါ်လာတဲ့အချိန်မှာအဓိကအပြင်သခိုင်းဒေတာမှရှိတဲ့ဒေတာကနေအကြမ်းဖက်ခံရတယ်ဟလာသူတို့အာ ပြောရလို့ရှိရင်တို့နဲ့နိုင်ငံရေးရယူမနီဘလိုခေါ်မလဲခံယူချက်မတူသူတွေတို့နဲ့ရညိုးရန်သားရှိသူတွေပေါ့ဗျာစသည်အဲ့လူတွေက PDF တက်ဖြစ်လဲနဲ့လာတက်ကြတယ်အဲ့လိုတက်ရင်ကျွန်တော်ပြောချင်တာခင်ဗျားတို့ဟာလာအမှုဖွင့်တာပါကျွန်တော်ပြောချင်တာနော်အမှုဖွင့်တာပါလို့ကျွန်တော်ပြောတယ်ဘာကြောင့်လဲဆိုတော့အားလုံးအမှုဖွင့်တာတော့ဘယ်သူကအေးအေးယူမှလဲပါညာပြောကြမလို့မဟုတ်ဘူးအမှုဆိုတာဆွေးနွေးသွားဆိုမရှိဘူးဆွေးနွေးသွားလဲဆိုတာမရှိဘူးနော် ။ဘာကြောင့်လဲဆိုတော့ဒီလိုအမှုဖွင့်ထားခြင်းအပြင်နိုင်ငံတော်အနေနဲ့လည်းအရေးယူလို့ရတယ်ဒါတွေကိုနော်ဒီအရေးယူဖို့ကြုံလာတဲ့ခါကျရင်ပြောတာပါနော်။ဆိုတော့ဒါမျိုးတွေပေါ့ဗျာအများကြီးလုပ်လို့ရတယ်။ဒါတော့ကျွန်တော်တို့ကအမြဲပြောတယ်ဟလား။ဥပမာအပြင်ပန်ဆယ်လိုတို့နော်နိုင်ငံတော်မှာရှိတဲ့ပန်ဆယ်လိုတို့မျိုးရောင်တောင်သိန်းတို့တို့လည်းနိုင်ငံတော်ပုံကံမှုတွေဟလားနိုင်ငံတော်ကိုဟလားမဟုတ်မမှန်ဆွဆွဲသဘုတ်လေးလင်းပြမှုတွေ ਨੇ ကျွန်တော်တို့ကအမှုပွင့်တာအဓိက အမှုပွင့်တာ ကျွန်တော်တို့ကဘာတလို့ဒီလိုအမှုပွင့်ထားခြင်းအပြင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံတော်ဟာတရားဥပဒေနဲ့အညီအုပ်ချုပ်နေတဲ့နိုင်ငံ ဖြစ်တယ်ဆိုတာလေကဘာကပို့ပြီးတော့လက်ခံတာပေါ့ဗျာဒါတွေကလက်တွေ့ဟိုဘယ်လိုခေါ်မလဲအထုပ်ဖို့ပြလို့ရတဲ့အရာတွေပေါ့နော်ကျွန်တော်တို့အဲ့လိုလုပ်ဖို့အတွက်ကျွန်တော်တို့တိုက်တွန်းခဲ့တယ်ဒီနေ့သတင်းတစ်ပုဒ်မှာတော့အဲအဲ့ဒီလိုလှုပ်ဆောင်လာတာကျွန်တော်တိုက်တွန်းလှုပ်ဆောင်တော့ပြောတာမဟုတ်တော့ no sorry ကျွန်တော်တို့တိုက်တွန်းလို့လှုပ်ဆောင်နေလို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ အဲ့ဒီလိုပေါ့နော်ကျွန်တော်တို့ဟိုတွေးထင်တဲ့ပုံစံမျိုးလေးတွေလှုပ်ဆောင်လာတာတွေ့ရတယ်အဲ့တော့ကျွန်တော်အဲ့ the deal ကိုဖတ်ပြမယ်ပြီးရင်ကျွန်တော်ပြန်ကြည့်ကျွန်တော်နည်းနည်းသုံးသပ်မယ် KNU ဥက္ကဋ္ဌအပါဝင်နဲ့အဖွဲ့ဝင်73ဦးချင်းပြည်ချင်းလန့်အစိုးရအဖွဲ့ဝင်18ဦး AA နဲ့ PDF တို့ကိုရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်အမှုဖွင့်ထားပြီးတဲ့ခစ်သစ်မီဒီယာကိုမူနေပြည်တော်တွင်အမှုဖွင့်ထားဘူးဆိုဆိုတယ်ဆိုပြီးသူရေးထားတယ် KNU ဥက္ကဋ္ဌဖရိုစောကွယ်ထူးဝင်းအပါဝင်အဖွဲ့ဝင်73ဦး အေအေတက်ဖွဲ့ချင်းပြည်ချင်းလန့်အစိုးရအဖွဲ့ဝင်18ဦးနဲ့ခစ်တက်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တောင်းမှုဥပဒေဖြင့်အမှုဖွင့်ထားကြောင်းယနေ့ထုတ်ပြန်ကြေညာတယ်တဲ့ KNU ဥက္ကရာဖရိုစောကွယ်ထူးဝင်းဘိုလ်အလုံးမှုဆောင်များအပါအဝင်73ဦးကိုဩဂုတ်12ရက်နေ့ရွေးကောက်ပွဲပြပြားစီရန်ဟောပြောခြင်းပြောဆိုခြင်းများကြောင်းလိုင်းပွဲမြို့နယ်ရဲစခန်းတွင်အမှုဖွင့်ထားကြောင်းသိရတယ်တဲ့ အမှုဖွင့်ထားသူများတွင် KNU ဥက္ကဋ္ဌဖရိုစောကွယ်ထူဝင်ဖရိုစောဆဲဂီဖရိုတာဒိုမူဖရိုစောတီဘွဲ့ဖရိုစောလာတွန်းဗိုလ်ချုပ်ကြီးစောဂျော်နီစောတာမလာဘောဖရိုစောလော်အဲမူဖရိုစောအဲကလူစေဖရိုဒေါ်ဒါတာနဲ့ဖရိုစောတော်နီစောစာပလဲဒီဝမ်တို့ပေါဝင်ကြောင်းသတင်းထုတ်ပြန်နေတဲ့ဒါအပြင်ဩဂုတ်လ28ရက်နေ့ AR တိုင်းလေးမျက်နှာမြို့နယ် ရင်းဆက်ကြေးရွာဘုံကြီးเจ้าတွင်မဲပေးဆက်အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်နေစဉ်နှင့်ဒရုန်းဖြင့်ဘုံကျဲဘုံကျဲချမှုအတွက် AA နှင့် PDF အဖွဲ့ဝင်များကိုစက်တင်ဘာ၄ရက်တွင်လေးမျက်နှာမြို့နယ် IW နယ်မြေရဲစခန်းတွင်အမှုဖွင့်လာကြောင်းသိရတယ်တဲ့အလားတူဩဂုတ်31ရက်နေ့ချင်းပြည်နယ်ထန်တလန်မြို့နယ်တွင်ရွေးကောက်ပွဲပြက်ပြားစေရန်ဟောပြောမှုဖြင့်ချင်းပြည်နယ်ချင်းလန့်အစိုးရအဖွဲ့မှဥပါထံ ချင်းလက်အစိုးရဖွဲ့သားတွေကောင်းနေပြည်ပြည့်အစိုးရတွေပြောတာနော်သူတို့ကိုရေးထားတာဥပါထံဒေါက်တာရွှေခါဥဥထောင်ဇလန်ဥရိုဘင်ဥစိန်အောင်စလိုင်းခရော့စတန်ဒေါက်တာရှရွန်ပတ်ဥစလိုင်းမနာဂီစလိုင်းဂျိုးဆက်လာရန်လော်မာဒေါ်နီဆွီလျန်ဥမန်းအုတ်ခမ်းဥထန်ကန်းလျန်ဥမောင်ဥဥဟာမိုရုံးဆန်ဥဇလိုင်းဇထောင်ဒေါက်တာ နင်းနင်းဦးစဉ်ကျုံအပါဝင်တဲ့စုစုပေါင်း18ဦးတို့ကိုစက်တင်ဘာ4ရက်နေ့ဟာခါမြို့မှာရဲစခန်းနဲ့အမှုဖွဲ့တန်းကြောင့်တည်ရတယ်တဲ့ထို့အပြင်စက်တင်ဘာ4ရက်နေ့ရွေးကောက်ပွဲပြပြားစီရင်လှုံ့ဆော်ရေးသားသည်ဟုဆိုကခစ်တစ်မီဒီယာကိုလည်းနေပြီးတော့ဇဗျူတီရီမြို့နယ်အမှတ်1မြို့မှာရဲစခန်းနဲ့အမှုဖွဲ့တန်းကြောင့်တင်းထုတ်ပြန်လာတယ်တဲ့အမှုဖွဲ့ရမှာ2025ခုနှစ်အထွေထွေရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖြတ်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ကဖြင့်အမှုဖွင့်ထားခြင်းဖြစ်ပြီး အဆိုပါပုံမှန်မှာထောင်နဲ့အနည်းဆုံး3နှစ်မှအများဆုံး9နှစ်ထိချမှတ်နိုင်အောင်ပုံမှန်များလည်းဖြစ်သေးတယ်ဆိုရေးထားတယ်ကျွန်တော်တို့ကအဲ့လိုဖြစ်စီကျင်တာအဲ့လိုဖြစ်စီကျင်တာဒါမှသာကျွန်တော်တို့ကတခုခုဖြစ်လာတဲ့အခါကျရင်ဖမ်းရင်တော့မဟုတ်ဘူးဒီအရာကကျွန်တော်တို့ကအမှုခွင့်နာပြီးသားဖြစ်တယ်အဲဒါမျိုးဖမ်းလို့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်အနေနဲ့ဘာလို့လို့ပေါ့ဗျာနိုင်ငံတော်အစိုးရတရက်အနေနဲ့ကဟိုတရားဥပဒေဘောင်တွင်းကလုတ်တယ်ဆိုတာကို ဒါနိုင်ငံတကာကိုကျွန်တော်တို့ကချပြလို့ရတယ်ကျွန်တော်ပြောချင်တာเนาะအဲ့တော့ကိုကိုတရားစွဲတာမမှန်ကန်ဘူးထင်ရင်တော့လာရှင်းပေါ့ဗျာတရားရုံးမှာဒါရှင်းရှင်းလေးပဲကျွန်တော်ဟုတ်လားဟာငါတို့တရားစွဲတာမဟုတ်မှန်စွဲရဆိုတော့တရားရုံးမှာလာရှင်းပေါ့ဗျာကျွန်တော်ပြောချင်တာဟုတ်လားအဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ကျွန်တော်နိုင်ငံကနိုင်ငံကြီးတွေကကျွန်တော်တို့မြန်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံကောင်းဆောင်တွေကိုဟုတ်လားတကယ့်ကမ္ဘာနိုင်ငံတွေဂျားကိုကမ္ဘာအတိုင်းဝိုင်းဂျားကိုဆွဲသွင်းလာတယ် အဲ့လိုအဲ့လိုဆွဲသွင်းလာတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကလည်းကျွန်တော်တို့တိုင်းပြည်မှာချမှတ်ထားတဲ့ဥပဒေတွေကိုလိုက်နာတယ်ဆိုတာကိုကမ္ဘာနိုင်ငံတွေကိုပြဖို့အတွက်ကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေမှာတာဝန်ရှိလာတယ်တာဝန်ရှိလာဒါကြောင့်မို့ကျွန်တော်တို့ကပါလဲဆိုတော့ကျွန်တော်တို့အမြဲပြောတယ်ဟာလားမှာပြင်စစ်တပ်ကပဲဖြစ်ဖြစ်ဟာလားစစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်မိမိကိုတို့မို့မိမိသားသမီးကိုပဲဖြစ်ဖြစ်ဟာလားမိမိဆွေမျိုးသားချင်းတွေကိုမုံမတရားလုပ်တယ်တရားဥပဒေဘောင်တွင်းရလုပ်တယ်ဆိုခင်ဗျားတို့တွားပြီးတော့ မှုဖွင့်ပါအမှုဖွင့်လို့မရဘူးဆိုရင်ကျွန်တော်တို့ပြောပါကျွန်တော်တို့ပြောချင်တာနော်အစိုးရအဖွဲ့အစည်းတွေဖြစ်ဖြစ်ဟာလာကျွန်တော်တို့ဟိုဝန်တန်းနေပါတယ်ခင်ဗျားတို့မတရားလုပ်တယ်ဥပဒေပြင်ပလုပ်တယ်ဆိုရင်ကျွန်တော်တို့တရားဥပဒေရုံးကတရားတော်ဖွင့်အမှုတော်ဖွင့်ပါအကယ်၍အမှုဖွင့်တာကိုလက်မခံဘူးဆိုရင်ကျွန်တော်တို့ကိုပြောပါကျွန်တော်ပြောချင်တာဒါပေမဲ့ကိုယ့်ဘက်ကလည်းမှန်အားမှာပါဗျာနော်ဒါတော့ရှိတာပါနော်အဲ့တော့အဓိကကဘာလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ဟာဟုတ်လားဘုရားမကြီးပြောရတာရှိပါတယ် ကျွန်တော်တို့တိုင်းပြည်မှာဗျာတဲ့ဥပဒေတွေပြဋ္ဌာန်းထားတယ်အဲ့ဥပဒေတွေပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်းမလုပ်ဘူးဆိုရင်ကျွန်တော်တို့ကဒီဥပဒေတွေကိုဖျက်ပစ်ဖို့ပဲရှိတာပေါ့ဆိုပြီးသူတစ်ခါပြောသွားဘူးတဲ့နော်ပြောသွားဘူးတာရှိတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့အရာရာတိုင်းကိုကျွန်တော်တို့ကဥပဒေအရာသွားတာအကောင်းဆုံးပဲဒါကြောင့်မို့ကျွန်တော်ထင်တာကတော့ဒီသတင်းကိုကျွန်တော်တို့ဖတ်လိုက်ခြင်းအပြင်လက်ရှိနိုင်ငံတော်မှာရှိတဲ့နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ဟုတ်လားဥပဒေအတိုင်းဒီအကြမ်းဖက်မှုတွေအကြမ်းဖက်တဲ့ပတ်သက်တဲ့လူတွေ အကျံဖတ်အားပေးတဲ့သူတွေကိုဥပဒေအရတရားဆွဲဆိုတာတွေဥပဒေအမိန့်ချတာတွေဒါမျိုးတွေပိုလောက်လာလိမ့်မယ်လို့เนาะကျွန်တော်တို့ဒီလိုသုံးသပ်ပါတယ်เนาะဒီလိုသုံးသပ်ပါတယ်လက်ရှိအနေထားမှာတော့အလုံးသိရတိုင်းပဲမိုးကပြန်ရွာလာပြီเนาะအဲ့လိုအဲ့လိုရှိတယ်ဗျအဲ့တော့ကျွန်တော်တို့သုံးသက်ချက်တွေကိုဒီကနေ့အတွက်ကိုတော့เนาะဒီလောက်နဲ့ပဲကျင်တဲ့ပါလို့ပြောရင်းနဲ့